အားလုံးပဲမင်္ဂလာပါလင်္ကာ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ခုတင်ဆက်ပေးမှာကတော့ကုဒလောပြည်သက်တွေကြားရေဘန်းအစားဆုံးကိုရီးယားဒရာမာဇလန်ဒွဲတစ်ခုဖြစ်ခဲ့တဲ့ Crash Landing on You စကားတွေကဘိုဂျီအကြောင်းကိုပုံဖော်ပေးခဲ့တယ်တကယ်မြောက်ကိုရီးယားနိုင်ငံကဘိုဂျီအောင်တူအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ လေဒီစီလာတဲ့တောင်ကိုရီးယားတထေသမီတူမြောက်ကိုရီးယားနိုင်ငံပိုင်နယ်ထဲမှာတော့ဆက်ကြသွားခဲ့ရကနေမြောက်ကိုရီးယားဘူဂျီတူနဲ့စုံတွဲချစ်ခဲ့မိတဲ့အချစ်ဇလန်ဒွဲတစ်ခုဟာလူရေကြအခုနောက်ဆုံးရေပန်းအစားဆုံးကိုရီးယားဒရမာဇလန်ဒွဲဖြစ်နေပါတယ်အဲ့ဒီ crash landing on you ဇလန်ဟာအခြားကိုရီးယားဒရမာအချစ်ဇလန်တွေတဲကလာတူဇလန်တပုတ်ဖြစ်ပေမဲ့မြောက်ကိုရီးယားနိုင်ငံချောင်းတေချာလေးလာပြီးကွက်ကွက်ကွင်းကွင်းပုံဖော်ရိုက်ကူးနိုင်ခဲ့တဲ့အတွက်တောင်းတောင်းဖြတ်ဖြတ်အားပေးချီးကျူးခံခဲ့ရပါတယ် ဒါဇလန်တွဲဇညွန်းရေးတဲ့အဖွဲ့ထဲမှာမြောက်ကိုရီးယားနိုင်ငံကနေတောင်ကိုရီးယားနိုင်ငံကိုဗတ်ပြောင်းခိုလုံလာတဲ့ဗိုလ်ကြီးအောင်တူပါနေလို့ဖြစ်တယ်လို့ BBC ကိုရီးယားဌာနကစူပင်ကင်ကရှင်းပြပါဗယ်။ပခုံးကြဲကြဲဗလာတောင်တောင်နဲ့အဲ့ဒီဗိုလ်ကြီးအောင်ကမုန်းဝုံမှာကုရန်တော်ဗိုလ်ကြီးတူရှိရမယ်တွင်ပြင်လက္ခဏာတွေအားလုံးတွေ့နိုင်ပါဗယ်။ဒါကလည်းကွတ်ဟာမြောက်ကိုရီးယားခေါင်းဆောင်ကင်ရဲ့မိသားစုကိုကာကွယ်စောင့်ရှောက်နေတဲ့ထူးလုံခြုံရေးအဖွဲ့မှနောက်၄ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့ဘူးလို့ဖြစ်ပါလိမ့်မယ်။ သူ့ကိုယုံကြည်စိတ်ချလွန်တဲ့အတွက်ပြည်ပမှာသွားအလုပ်လုပ်ဖို့မြောက်ကိုရီးယားအစိုးရကစေလွှတ်ခဲ့ပါတယ်။မြောက်ကိုရီးယားအရန်လိုအပ်နေတဲ့နိုင်ငံခြားငွေတွေကိုရှာပေးနေတဲ့မော်စကိုအခြေစိုက်မြောက်ကိုရီးယားကုန်သွယ်ရေးကုမ္ပဏီတစ်ခုမှာပါ။နိုင်ငံကောင်းဆောင်တွေပေါ်စက်သစ္စာရှိနိုင်မဲ့သူတွေကိုမြောက်ကိုရီးယားအစိုးရကအသေးစားစီစစ်ပြီးအ ਨੇ ပါလောက်ကိုပဲပြည်ပမှာသွားအလုပ်လုပ်ခွင့်ပြုလိမ့်ရှိတာဖြစ်ပါတယ်။ပြည်ပမှာသွားလှုပ်လှုပ်ဖို့ရွေးချယ်ခံခဲ့ရတဲ့ကွက်ဟာသူဇနီးနဲ့တားကိုမြောက်ကိုရီးယားနိုင်ငံတဲမှာထားခဲ့ရပါတယ်။ 2004ခုနှစ်မှာတော့သူ့ကိုပြုံရန်ကိုပြန်လာဖို့ညွှန်ကြားခဲ့ပါတယ်။ဘေကျင်းမှာလင်းခီးစင်တစ်ထောက်နားနေတုန်းမှာသတင်းစိုးကြားလိုက်ရပါတယ်။မော်စကိုမှာတော့ကိုချင်းချင်းကြားသူပြောခဲ့တဲ့စကားတွေကိုသူ့ငယ်ချင်းက သူ့အထက်ကြီးကဲတွေကိုပြန်သတင်းပို့ခဲ့တယ်ဆိုတဲ့အကြောင်းပါပဲ။သူပြောမိတဲ့စကားတွေကြောင့်မြောက်ကိုရီးယားပြန်ရောက်ရင် သူအကြီးကျယ်ဒုက္ခရောက်တော့မယ်ဆိုတာကိုကွက်ချက်ချင်းသဘောပေါက်မိပါတယ်။ ီကြောင်းကိုစိုးမျိုးက coffee ဆိုင်မှာ BBC သတင်းတော့စူရင်ကိုပြောပြနေစမှာကွက်ကနားမှာဘသူတွေရှိနိုင်တယ်လဲဆိုတာကိုတစ်ချိန်လုံးကြည့်နေခဲ့ပါတယ်။သူတငယ်ချင်းကိုသူဘာတွေပြောခဲ့တယ်လဲဆိုတာကတော့ကွက်ကအသေးစိတ်ပြန်မပြောပြခဲ့ပါဘူး။မြောက်ကိုရီးယားကောင်းဆောင်ကင်ရဲ့မိသားစုဝင်တွေကိုသူ့ကိုရံတော်လုံနေုံသူမြင်တွေ့ခဲ့တဲ့အကြောင်းတွေကိုတငယ်ချင်းတွေကိုပြောမိခဲ့တာလို့ပဲဆိုပါရတယ်။ဒီတော့သူတောင်ကိုရီးယားကိုဗတ်ပြောင်းခိုလို့ဖို့ဆုံးဖြတ်လိုက်ပါရတယ်။သူမိသားစုကြီးမပါပဲသူတယောက်တည်းပါ ဲ့ဒီအချိန်ကဆာလို့တောင်ကိုရီးယားမှာတကိုယ်တည်းသူနေလာခဲ့တာပါတောင်ကိုရီးယားမှာနေရတဲ့ဘွားကတော့နမိုးလင်းတာနဲ့ကိုးနောက်မှာအရေးလိုဘသူတွေလိုက်လာမလဲဆိုတာမစိုးရင်ရတော့တဲ့ဘွားပေါ့တောင်ကိုရီးယားကိုရောက်လာခဲ့အပြီးမှာဗက်ပြောင်းလာတဲ့အခြားမြောက်ကိုရီးယားတွေလိုပဲဘွားတွေတိဆောက်ဖို့ကွက်ဆလုပ်ခဲ့ပါတယ်အဲ့ဒီအခါကန်လဲပြောင်းကြောင်ကိုရီးယားရုပ်ရှင်လောကထဲဝင်လာဖို့ဖြစ်လာခဲ့ပါတယ်စတဲ့မဝင်ခင်တုန်းကကွက်ဟာ ရုပ်ရှင်ပညာကျောင်းသင်ယူခဲ့ဘူးပါတဲ့1980ပြည့်လို့နှစ်တွေတုန်းကနုပညာကိုချစ်မြတ်လို့ဝါသနာပါတဲ့နိုင်ငံကောင်းဆောင်ကင်ဂျုံအီးကြောင့်မြောက်ကိုရီးယားမှာရုပ်ရှင်လုပ်ငန်းအကြီးအကျယ်ရေပန်းစားအောင်မြင်ခဲ့ပါတယ်။ အဲ့ဒီချိန်တုန်းကကွက်ကတက်သူတက်ဖို့ရှောက်တော့ပြုံရန်ဒရမာနဲ့ရုပ်ရှင်အမှုပညာတက်သူကရုပ်ရှင်ရိုက်ကူးရေးသင်တန်းအတွက်သူ့ကိုလက်ခံခဲ့ပါတယ်။ Crash Landing on You တောင်ကိုရီးယားဒရမာကိုရီးယားဇလန်းတွေမှာတောင်ကိုရီးယားကိုကွက်ရောက်လာပြီးပြီးချင်းမှာပဲမြောက်ကိုရီးယားကြောင့်ရုပ်ရှင် project တစ်ခုလုပ်နေတဲ့နာမည်ကြီးရုပ်ရှင်ဒါရိုက်တာတယောက်ကတောင်ကိုရီးယားထောက်လန်းရေးအဖွဲ့ကိုအကြံဉာဏ်လမ်းတောင်းပါတယ်။အဲ့ဒီချိန်မှာဗပြောင်းခိုးလုံလာသူတွေကိုလှုပ်လှစ်လှုပ်ထားရှိတဲ့အတိုင်းကွက်ကိုစစ်ဆေးမေးမြန်းတာတွေလုပ်ပြီးကြစားပါ စစ်ဆေးမင်းမြန်းမှုတွေတွင်ကွက်ကသူ့ရဲ့ရုပ်ရှင်ပညာကျွမ်းကျင်မှုကြောင့်ပြောပြခဲ့ပါတယ်။တောင်ကိုရီးယားထောက်လန်းရေးအဖွဲ့ကကွက်ကိုအဲ့ဒီရုပ်ရှင်ဒရိုက်တာနဲ့ချိန်ပေးလိုက်ပါတယ်။ဒရိုက်တာကသူ့ရုပ်ရှင်ကုမ္ပဏီမှာအလုပ်ပေးတော့ကွက်ကချက်ချင်းပဲလက်ခံလိုက်ပါတယ်။အဲ့ဒီနောက်ရုပ်ရှင်ကားတွေဒရမာဇလန်တွေအတော်များများမှအကြံပေးဇညွန်ရေးအဖြစ်လုပ်ခဲ့ပါတယ်။နောက်18ခုနှစ်မှာတော့သူ့ရဲ့လုံးပေါ်ကိုင်းပဲဟောင်းတူက Crashland နဲ့ Unyu ဒရမာဇလန်ရဲ့စညွန်အဖွဲ့အကောင်းဆောင်ပတ်ဂျီအွန်းနဲ့ကွက်ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ပတ်ဂျီအွန်းက မြောက်ကိုရီးယားစစ်ဗိုလ်တဦးနဲ့တောင်ကိုရီးယားတထေသမီးတဦးရဲ့အချက်အသားဇလန်းတစ်ခုရိုက်ဖို့စိတ်ကူးထားတာပါ။ဒါပေမဲ့သူ့မှာမြောက်ကိုရီးယားရဲ့ဘဝအကြောင်းထက်တဲ့ဝင်မတိထားလို့အကြက်ရိုက်နေတာပါ။သူ့ရဲ့ဇညုံအဖွဲ့ရဲ့ကွက်ဝင်လာပြီးတဲ့နောက်မှာတော့ Crashland နဲ့ Onyu ဇလန်းကိုစရိုက်ကြပါတော့တယ်။ Crashland နဲ့ Onyu ဇလန်းတွေဟာတောင်ကိုရီးယားစစ်ဗိုလ်ရေးလုပ်ငန်းရှင်တထေသမီးယွန်ဆယ်ရီနဲ့မြောက်ကိုရီးယားစစ်ဗိုလ်ကြီးရီဂျောင်ဟွတ်တို့ရဲ့အချက်ဇလန်းအကြောင်းရိုက်ကူးထားတာဖြစ်ပြီးကိုရီးယားဒရမ်မာဇလန်းတွေရဲ့ရင်းမှာ အောင်မြင်ဆုံးတစ်ခုဖြစ်လာခဲ့ပါတယ်။တနေ့မှလေဒီစီးနေမထင်မှတ်ပဲလေပြင်းတိုက်လိုက်တဲ့အတွက်နယ်စပ်ကိုကျော်ပြီးမြောက်ကိုရီးယားပိုင်နယ်ထံဆယ်ရီကျသွားခဲ့ပါတယ်။အဲဒီမှာရုပ်ရည်ခန်းချချုံမောတဲ့ဘူဂျီရီဂျောင်ဟုတ်ကသူ့ကိုကယ်ခဲ့ပြီးအာနာပိုင်တွေလက်ထဲလွှဲပေးရမယ်စာလုံခြုံတဲ့တနေ့မှဖွက်ထားပေးဖို့သဘောတူခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်မြစ်တာတက်ဝင်သွားခဲ့ကြပါတယ်။မြောက်ကိုရီးယားစစ်အရာရှိတွေဘလို့လှောင်ရှားဆောင်ရွက်ကြတယ်လဲဆိုတော့အတွင်းကြကြတိထားတဲ့ကွက်ရဲ့အကြံပေးချက်တွေကြောင့် ီဇလန်းကိုအပြင်ကားနဲ့တူအောင်ပုံစံချရိုက်ကူးနိုင်ခဲ့ကြပါတယ်။ဥမာဆယ်ရီပုံးနေရဲ့ရွာကိုထောက်လန်းရင်ရဲတွေရောက်လာတဲ့ဇက်ကွက်ထဲမှာဆိုဆယ်ရီယာတက်မ7ကထောက်လန်းရင်မဲ့တူဖြစ်တယ်လို့ရီဂျောင်ဟုတ်ကချက်ချင်းပြောလိုက်တာမျိုးပါ။အဲ့ဒီတွဲဆယ်ရီယက်ကပြောတဲ့ကတောင်ပိုင်းတန်ထွက်နေတာသူ့မှာမှတ်ပုံတွေအထောက်ထားမရှိတာသူ့ပုံစံကအခြားသူတွေနဲ့ကွဲပြားနေတာစရဲမေငွန်းထုတ်စရာတွေအားလုံးပြေလည်သွားခဲ့ပါတယ်။သူ့အကြောင်းလုံခြုံရေးနဲ့ပတ်သက်တဲ့မေငွန်းတွေကိုပြန်ဖြေဖို့ငင်းဆန်နိုင်ခဲ့တယ်လို့ ရာထဲမှာလည်းအခြားလူတွေနဲ့လွတ်လွတ်လပ်လပ်ရောနှောနေနိုင်တဲ့ဇက်ရုပ်ကိုဖန်တီးနိုင်ခဲ့ပါတယ်။အတွင်းကြကြတိထားတဲ့ကွက်ကြောင့်အဲ့ဒီဇလန်းတွဲတစ်လျှောက်လုံးမှာမြောက်ကိုရီးယားတွေရဲ့ဇရိုက်ကိုပုံဖော်ရိုက်ကူးပြနိုင်ခဲ့ပါတယ်။မိပြက်သွားတဲ့အတွက်ယထားရီရုတ်တရက်ရက်သွားတာမျိုးလမ်းမတွေပေါ်မှာအင်ဂျင်မဲ့ကလေးတွေကျဆားနေတာမျိုးရေခဲတစ်တာတွေထဲမှာအစာအတော့စာစာအုပ်တွေအဝတ်စားတွေထည့်ထားတာမျိုးတွေကိုတွေ့ရမှာပါ။ဒါပြင်မြောင်းတဲ့တောင်ကနောက်ဆုံးတွဲတွဲဖြစ်တဲ့ဂူဆောင်ဂျွန်းနဲ့စီယိုတို့ရဲ့အချစ်ဇလန်းကိုဖန်တီးရမှာလေ ကွက်ကစံညွန်းကူရေးပေးခဲ့ပါတယ်။ဆယ်ရီရဲ့အကိုစီကငွေရင်းအများကြီးအလွဲ၃စားလောက်ခဲ့တဲ့စောင်ညွန်းထွက်ပြေးတိန့်ရှောင်ခဲ့ရပြီးမြောက်ကိုရီးယားဘက်မှခိုလုံဖို့ဆုံးဖြတ်ခဲ့တာပါ။ထွက်ပြေးတိန့်ရှောင်နေတဲ့ရာဇဝတ်သမားတွေကငွေရီပုံပေးရင်မြောက်ကိုရီးယားကအကာအကွယ်ပေးတယ်ဆိုတာဟုတ်သလားလို့မေးကြည့်တော့ကွက်ကဒါကယုံနိုင်လောက်စရာရှိပါတယ်။ဒီလောက်ပဲပြောပြရစီလို့ဆိုပါတယ်။ချိုကတော့ crash landing on your zealand တွေအမြောက်ကိုရီးယားကိုအမွန်းတင်ပြီးရိုက်ကူးထားတယ်လို့ဆွဆွဲခဲ့ပါတယ် ဥမာရွာသားတွေမှာအစားအသောက်တွေတဘုံကြီးရှိနေရတွေ့ရပေမဲ့တကယ်လက်တွေ့ဘဝမှာမြောက်ကိုရီးယားမှာစားနေရိတ်ကပြက်လက်မှုဟာအမြဲကြုံနေရတဲ့ပြဿနာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုကွဲပြားတဲ့အသေးစိတ်ဇက်ွက်တွေကိုတောင်ကိုရီးယားလူမျိုးတွေသိမ့်မကြည့်ဘူးကြသလိုဒီဇလန်းတွဲကြောင့်ဗက်ပြောင်းခိုလုံသူတွေအတွက်ဆိုပူတော်စိတ်လို့ရှားစရာတွေဖြစ်ခဲ့ကြပါတယ်။သက်စကုန်းနဲ့အရွယ်မှာတောင်ကိုရီးယားနိုင်ငံကိုဗက်ပြောင်းခိုလုံလာခဲ့သူဂျွန်ဟိုချင်းက ဒီဇလန်တွေကတိတ်လက်တွေမဆန်လာပြီမဲ့သူစိတ်ဝင်စားမှုကိုယုံသွားစေဘူးလို့ပြောပါရယ်အခုသူမိသားစုအလုံးဒီပါတောင်ကိုရီးယားဘက်ရောက်နေပြီဆိုတော့ဒီဇလန်ကသူတို့ကြားမှာအပတ်တိုင်းပြောစရာဖြစ်လာပါတယ်ဇလန်လာတိုင်းကျမတို့တယောက်ကိုတယောက်ဖုံးခေါ်ကြပြီးဇလန်အကြောင်းပြောပြကြတယ်လို့သူကပြောပါရယ်အဲ့ဒီကားကြောင့်မြောက်ကိုရီးယားအကြောင်းလူတွေစိတ်ဝင်စားလာခဲ့တယ် တငယ်ချင်းတွေကမြောက်ကိုရီးယားအကြောင်းကိုဝိုင်းမေးလာကြတော့အရန်ပြော်တာပေါ့ဒါအပြင်မြောက်ကိုရီးယားကနေဗတ်ပြောင်းလာတဲ့လူတွေအတွက်ကုညီဆောင်ရွက်ပေးနေတဲ့ပရာဟိတအဖွဲ့အဖွဲ့ကဆိုဂီပေါ်ရောလူလူတွေစီကလည်းချီယူတန်တွေထွက်လာခဲ့ပါတယ်ဒီဇလန်ဟာမြောက်ကိုရီးယားအတိုင်းဝိုင်းကြောင်းရှူတော့မျိုးစုံကနေအသေးချာလေးလာစမ်းစစ်ပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက်အခုချိန်ထိထွက်ပူးခဲ့သမျှမြောက်ကိုရီးယားအတိုင်းဝိုင်းကြောင်းရုပ်ရှင်ကဒါမှမဟုတ်ဇလန်တွဲတွေထဲမှာဒါအပေါ်လွင်ဆုံးရိုက်ကူးနိုင်တဲ့ကာဖြစ်ပါတယ်လို့သူက BBC ကိုပြောပါတယ် ဒီဇလန်းတွဲတွေမှာမလိုအပ်တဲ့ဝေဖန်တာမျိုးတွေမလုပ်ဘဲမြောက်ကိုရီးယားအတိုင်းဝိုင်းကြောင်းရှုထောင့်မျိုးစုံကနေပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကအမြင်ဆန်းနေပါတယ်။မြောက်ကိုရီးယားလူမျိုးတွေကနားလည်ရခက်တဲ့သူတွေဖြစ်ပေမဲ့ယဉ်ကျေးမှုချင်းမတူတဲ့သူတွေနဲ့တော့ဆက်နွယ်ပတ်သက်နိုင်ပါတယ်။ချစ်လာနိုင်တဲ့ဆိုတော့ဒီဇလန်းတွဲကပြနေပါတယ်လို့သူကပြောပါတယ်။မြောက်ကိုရီးယားလူမျိုးတွေအထူးသဖြင့်လူငယ်တွေကတောင်ကိုရီးယားဒရမာဇလန်းဝါသနာအိုးတွေဖြစ်ပြီး Crestland နဲ့ Onyo ဇလန်တွဲတွေမှာပါသလိုတောင်ကိုရီးယားရုပ်ရှင်ကားတွေ drama ဇလန်တွဲတွေအများကြီးမြောက်ကိုရီးယားနိုင်ငံနဲ့ခိုးသွင်းလို့ရှိပါတယ်။ဒီဇလန်တွဲကိုမြောက်ကိုရီးယားဘက်ကလူတွေကြည့်ရလို့မကြဘူးသေးဘူးလို့ကွက်ကပြောပါတယ်။ကြည်ပြီးရင်သူတို့ကြိုက်မှာသေးကြတယ်။အဲ့ဒါသူတို့ဇလန်သူတို့အကြောင်းပဲလေပြီးတော့ဖွင့်ပင်းလို့ခက်ချောချောလူတယောက်ကမြောက်ကိုရီးယားကလူတယောက်လို့တရုတ်ဆောင်တော့အထူးသဖြင့်မြောက်ဘက်ကယောက်ျားလေးတွေသဘောကျကြမယ်လို့ထင်တယ်လို့သူကပြုံးပြုံးကြီးနဲ့ပြောပြခဲ့ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ခင်ဗျာဒီစီဇန်လေးကိုဒီမှာပဲရနာလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ